ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တန်နေမှုနေတွေကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အဲ့ရရနောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြပြီးရခါမှာတနေနာပြီးတော့အင်္ဂါကန်ဆိုးနေတာကကျတော့တတာရေးနဲ့ဗုဒ္ဓဂုဏ်ကြီးကတော့တော်တော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ် เนาะကံအကြောင်းလေးအနေနဲ့ပြောရမှာဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဝင်သားသမီးတွေကဘာရကံကောင်းလဲဆိုတော့ဒီကာလမှာဘာလို့လို့ okay တယ်ကြီးပွားရေးလုပ်မလားဘာလုပ်မလဲအကုန် okay တယ်အကုန်အဆင်ပြေတယ်ဘာပြန်တာမှမရှိဘူးအဲ့ဒီချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ကကြတော့အဓိကကဘာလဲဆိုတော့ကြီးပွားရေးပဲလုပ်လို့လူမွေးပဲလုပ်လို့ဘာကိစ္စပဲလုပ်လို့တနေ့ဝင်သားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောက်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေး စနေစနေသားမိများအနေနဲ့ကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ရက်တက်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာတဲ့မှာလာပြီးအုံငနဲ့တိုင်းငနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊အလုံးချက်လဲစောင့်ရပေးမယ်။အဲအဲ့လိုလူမျိုးတွေကအားလုံးကဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကောလာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်။ချုံပြီးပြောတာနော်။ ကြီးပွားရေးလုပ်ငန်းတွေနဲ့ခြုံပြီးပြောတာဒီနေရာမှာအခြေရေးတွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကုညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ထို့တော့ရှိရပေါ့ကိုဘေးနားမှာဘန်ကောင်းမတောင်းတာဖြစ်စေတောင်းတောင်းမတောင်းတောင်းပြကိုတကယ်လုံရင်ကုညီမဲ့သူတွေရှိလာလို့လို့ဘေးနားနဲ့နဲ့စောင်းမိကြည့်လိုက် တရောလောက်ရှိနေကိုလုတ်လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဖြစ်အောင်လုတ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျွန်တော်ဘာဖြစ်နေရလဲဆိုတော့သူကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လာတွေမှာရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်သူတို့ကအရင်လာတွေမှာလည်းကန်ဆူလာနေရှိမယ်အဆင်ပြေရရှိမယ်ဒါပေမဲ့အဆင်ပြေရရနဲလာပြီးတော့ကံကောင်းနေပါသေးရဲ့ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီလာထဲမှာတောက်ကြသားသမီးများအနေနဲ့က ဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို valent ညီထိန်းထားနိုင်ရင်တော့ဘာပြဏာမှမရှိဘူးကံလဲအကြီးကျယ်မစိုးဘူးကိုကံလဲအကြီးကျယ်မကောင်းနေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထက်မှာထိစီရရင်ထည့်ထားတာဖြစ်တယ်ကဲအဲ့လာပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရာကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရာကြတော့ကံဆုံးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြပါတော့သူတို့စ조사အားထုတ်တဲ့မြဒီကာလမှာအစီအမေဆိုတော့ ဟိုတနည်းဝေစာသင်းပြီးများဗျာတရားတရားလုံးရင်ထားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာသတိနဲ့သတိများအနေနဲ့တော့တရားလုံးမယ်ဆိုရင်တော့60 50လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပိုပိုပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အလုံးကိုလုတ်ပြီးအာသတိနဲ့သတိများလည်း okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့ အဲ့ဒီတင်ရတာမိရကြောင်ပြောက်သွားလိမ့်မယ်။ဗျာများနေလို့မရဘူး။တစ်ခုတစ်ခုအကြောင်းတစ်ခုတည်းကိုအကြောင်းတစ်ခုတည်းအလောက်တစ်ခုအလောက်တစ်ခုတည်းကိုနောက်စိတ်ကူးစိတ်ကူးတစ်ခုတည်းကိုပဲဥတည်ပြီးတော့သွားထားရင်တင်ရတွေကညာခံရုံးတွေပို့တိုးလာမှုရှိတယ်။နောက်ပြည့်ရခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲ။အင်္ဂါတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်သတိကတော့သူတို့မှာကဘာလို့လို့ကိုလို့ရှိပါတယ် ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖားလို့ရှိပါတယ်ဘာလို့ရှိပါလဲညာလို့ရှိပါလဲဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်ပေါ့ကျွန်တော်ဒီကာလမှာအချက်ခံရတယ်လို့ပြောရရတော့နော်အင်္ဂါလာသမီးတွေကအချက်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာအချက်ခံတာများလေလေကံကောင်းလာကံကောင်းတာပုံများလာလေပေါ့အချက်ခံရတဲ့နေတော့ကံကောင်းတာတွေနေလာမှာပေါ့အဲ့လိုမျိုးလို့ရှိတယ်တဘောကဘယ်လိုခေါ်လဲဆိုတော့ကိုပါလို့လို့နမထောင်ပေးနိုင်မယ်ဟောက်ခံပေးမယ်သူတွေရှိနေတယ် ရှိတဲ့ကြောင့်မလို့အဲ့ထောက်ကမ်းပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆယ်လာပိုင်းမှာအရန်များရလို့ပြောချင်တာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာဂျုံမဲပြည့်ပြည့်မှောက်ပဲခုံကုန်မှာပဲလို့လို့အောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့သူလုံးရရှိရလို့စဉ်းပြေอืมဒီနေ့မှာညံ့ရတယ်ဆိုတဲ့ထဲမှာစတာလေးကိုထိတ်ဆုံးတဲ့ကိုထည့်ထားဘာကြောင့်ညံ့တာပြောမှဆိုရင်တော့ဒီစတာလေးကဘာကြောင့်အမြင်ဆုံးထဲမှာဖြစ်နေရတာလဲဆို ကျတာရိယကြတော့သူတို့လုံးတမျှအားလုံးကဂျုံလုံးမောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျုံလုံးမောက်ကိုဖြစ်တယ်။ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်မြအားလုံးကပြတ်သွားတယ်။နောက်လာကိုရွှေ့သွားတာ။နောက်ဆက်တလာပိုင်းရွှေ့သွားတာ။ဆက်တလာပိုင်းရွှေ့သွားနောက်နှစ်ရက်ရောက်သွားတာမျိုးကိုတွေးထားတဲ့အရာအလွားအကုန်စင်ပြီနေရာအကုန် OK နေရာပဲဒီလာတဲ့အရာရောက်တော့အကုန်လုံးဂျုံလုံးမောက်ကိုနေဖြစ်ကုန်။ချုပ်ထွေးကုန်တယ်။နောက်ရှစ်တွေဖြစ်ကုန်တယ်။ဟာတရားရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူသွားတယ်။ကိုရပြီကိုရတိတ်တိုက်တဲ့အရာတွေကိုတယ်ပါတဲ့အာ အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာဒီလာထဲမှာတော့ကြီးပွားရေးအသက်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲကြောင့်မလုပ်တော့ဘူးအဲ့တော့ဟိုအဆင်မပြေဘူးလားအဆင်မပြေဆိုအဆင်မပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့နောက်လည်းမဆုတ်သွားနဲ့အဲ့လိုပြက်လာမှရှိဘူးအေးအဆင်မပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုယ်ကြောက်ထဲကြောက်လို့နေပါတိဖြစ်သွားတိုင်းနဲ့ကန်ဆိုးရင်ကြောက်ထဲမှာလုံးဝဥတုံကြလာနိုင်တယ်ဒီမှာပါတယ်အားကြောင့်စတာဘရီကိုပြန်ညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တာ ဗုဒ္ဓဥသသမိယာကြတော့ဘလို့ကညံ့တာလဲဆိုအဓိကကြတော့ဗုဒ္ဓဥသသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့သူရှောက်လိုက်တဲ့နေရသူထိုင်လိုက်တဲ့နေရသူရောက်သွားတဲ့နေရအားလုံးကကံညံ့နေနေရကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေသူတို့ကကံညံ့နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေလည်းသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးလည်းသွားပြီးတော့ဟိုသူတပွဲတော့နဲ့ထိုင်မိတာမျိုးတို့စော်ရပြဗျာဒီဆိုဆိုရာဥမာဟိုတခုခုဗျာ ဟိုတယောက်မသိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကာမှဟိုတိသွားတာမျိုးတို့ဟာဥပမာသတိစားမသိအောင်ခိုးလုပ်နေတာအကောင်အဲအဲ့အကောင်နဲ့သွားသွားမှမှာအဲ့လူနဲ့သွားပြီးတော့မှသတိစားရှိဒါရိုက်တရင်ပေါက်ကြားပြီးတော့ဒါရိုက်ရောက်သွားပြီးတော့အဲ့ကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဗာလဲဆိုဒီကာလမှာလူတွေကြောင့်လူတွေမရှိပဲနေလို့လည်းမရအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အခြေအနေတစ်ခုစီကိုရောက်သွားတာမျိုးရှိရမယ်เนาะအဲ့တော့ဒါဆယ်လာပိုင်းရဲ့ ခန္ဓာနှစ်ရဲ့သားဒီရဲ့အခြေအနေပဲအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှာလဲကံဆုံးဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်ကံဆုံးဆုံးသူမှာလဲကံကောင်းဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလဲကံဆုံးနေရမဟုတ်ဘူးဆိုတာလဲပြောချင်တယ်လူတိုင်းလဲအရင်ကံကောင်းနေရတော့မဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါရဲ့ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလဲဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဲ့ဆိုပြီးတော့အမှားမပြေဘူးဆိုရင်လဲအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ ံကောင်းတယ်ဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ကြကံဆိုးနေရဆဲသူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရိထားရှင်စင်ကြင်ရှောင်ကြဉ်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာကတော့อืม ြောရမှာဆိုတော့စနေတွေပေါ့စနေတွေကဒုတိယအထက်မှာပါတယ်အဲ့တော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်တက်ပြောမယ်ကျွန်တော်ဒီဗာလဲဆိုတော့မွေဝင်တဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲ့ဗီဒီယိုလေးကိုလည်းတွားကြည့်ပေးပါလို့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာကြော်ရှင်ကြည်နူးကြပါစေ